တော့ပြည်သူစံတန်းနဲ့ထုတ်ပေါ်လာတဲ့ရတာတော့လက်ခံဒါတော့ဆလုံးမငင်းပယ်လို့ပြလက်ခံနေပြည်တော်စုဖို့ကြုတ်တဲ့ကြားမှာလွန်ခဲ့တဲ့15နှစ်ကအခြေအနေမျိုးတစ်ဖန်ပြန်လည်လာပါတယ်။2010ရွေးကောက်ပွဲတုန်းကလိုဘယ်သူတွေတက်ထဲမှာကြံ့ခဲ့ပြီးဘယ်သူတွေရွေးကောက်ပွဲဝင်ရမလဲဆိုတာစီယုံနဲ့မှအသိဉာဏ်ဆုံးဗဟိနီတစ်ခုဖြစ်နေပါတယ်။ စစ်ကောင်ဆောင်ဗိုလ်ချုပ်မွေးမြောင်းလိုင်းကစစ်ကောင်စီဝင်နေတဲ့စစ်ယုံကအရာရှိကြီးတွေကိုရွေးကောက်ဝယ်ဝင်မှုဆန္ဒရှိမရှိစီးရင်တောင်းနေပြီလို့နေပြည်တော်ကသတင်းရှင်းမြစ်တွေကပြောပါရယ်။လက်ရှိတပ်ဖွဲ့စည်းပုံမှာဗိုလ်ချုပ်ကြီးဆယ်ဦးနဲ့ဒုတိယဗိုလ်ချုပ်ကြီးအယောက်20ကျော်ရှိနေပြီးသူတို့ထံရတဲ့သူရွေးကောက်ဝယ်ဝင်ရောက်ဝယ်ရှိနေပါရယ်။စစ်ကောင်စီကကြေညာထားတဲ့ရွေးကောက်ဝယ်လုပ်ဖို့အချိန်6လလောက်ပဲကျန်တော့တဲ့ချိန်မှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မွေးမြောင်းလိုင်းကရွေးကောက်ဝယ်အလုံးသူနာကအတွက်အာရုံစိုက်နေပြီဖြစ်ပါရယ်။ ဘူဇုံမူးစင်းမြောင်လိုက်တယောက်ရွေးကောက်ပွဲလုံးမှာတမရလုံးမယ်ဆိုတဲ့အကြောင်းကစစ်ရုံးမှာအလုံးသီးရဲ့လျှက်ဝက်ချက်ဖြစ်နေပါပြီ။ဒီတော့တမရမဲရည်တွက်ပြရောက်သူယုံကြည်ရတဲ့သူတွေကိုလွတ်တော်ရဲရအောင်ပို့ဖို့လိုအပ်နေတာပါ။မြန်မာပြည်ရဲ့သမရရွေးချယ်ရေးစနစ်ကလွတ်တော်ထံမှဒုတိယသမရ၃ရောက်ရွေးပြီးမှအရိထဲကသမရကိုရွေးတာပါ။ ပြည်သူ့လွတ်တော်ကတင်မြောက်တဲ့ဒုတိယသမ္မတတူအမျိုးသားလွတ်တော်ကတင်မြောက်တဲ့ဒုတိယသမ္မတတူနဲ့တမတော်သားကိုယ်စားလှယ်တွေတင်မြောက်တဲ့ဒုတိယသမ္မတတူတို့ကပြည်အောင်စုလွတ်တော်ကိုရောက်လာကြမှာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူ့လွတ်တော်နဲ့အမျိုးသားလွတ်တော်မှာသူ့အတွက်သမ္မတမဲထဲမဲ့လွတ်တော်ကိုယ်စားလှယ်တွေလိုအပ်နေတာဖြစ်ပါတယ်။သမ္မတရွေရတဲ့ပြည်အောင်စုလွတ်တော်စည်းဝေးကတရားခွင်ရှိတဲ့လွတ်တော်ကိုယ်စားလှယ်ရဲ့ က်ဝက်ကြော်တက်ရောက်ရင် အထမြောက်တဲ့အကြောင်းဘူဂျုံမူးကြီးမြောင်းလိုင်းကစစ်ကောင်စီဝင်နေတဲ့အစိုးရအဖွဲ့ဝင်တွေပါတဲ့မေလာ20ရက်အစည်းအဝေးမှာပြောခဲ့ပါတယ်။လာမယ့်ရွေးကောက်ပွဲဟာလုံခြုံရေးချင်နေရပြီးခဲ့တဲ့ရွေးကောက်ပွဲတွေထက်မဲဆန္ဒနယ်တွေရောင်းနေခြင်းမရပွဲရှိနေတဲ့အတွက်စစ်ကောင်ဆောင်ကအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ နာမည်ရွေးကောက်ပွဲရပြီးခဲ့တဲ့ရွေးကောက်ပွဲတွေလို့တပါတီတွေကပဲအစိုးရဖွဲ့နိုင်မဲ့အခြေအနေမရှိဘဲတပ်ကိုယ်စားလှယ်တွေရဲ့မဲတွေနဲ့မပေါင်းရင်အစိုးရမဖွဲ့နိုင်ဘူးလို့စစ်ကောင်းဆောင်ကတွက်ဆထားတဲ့ကြောင်းသူ့အကြံပေးတွေနဲ့ဤဆက်သူတို့ကပြောပါရယ်စစ်ကောင်းဆောင်ကရွေးကောက်ပွဲတော်ဝင်စရာမလိုပဲတမတော်သားကိုယ်စားလှယ်တွေတင်းမြောက်တဲ့ဒုတိယသမ္မတအဖြစ်လွှတ်တော်ကိုအလိုလျောက်ရောက်လာနိုင်တဲ့အခွင့်အရေးကို2008ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားပါရယ် ဘူဇုံမူကြီးမြောင်လိုင်းနဲ့ထိတ်တန်းစစ်ဘိုလ်ချုပ်တွေဘူဇုံမူကြီးမြောင်လိုင်းသာတမရလောက်ခရင်တချုပ်အစ်တရပေါ်လာမှာဖြစ်ပါတယ်တချုပ်ဖြစ်ဖို့လက်ရှိရေပန်းစားသုံးကတော့ညှိနှိုင်းကုကရေးမှုကြီးရေးလေဘိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပါတယ်စစ်တကတ်တို့အပတ်စဉ်35ဆင်းဘိုလ်ချုပ်ကြီးကျော်စွာလင်းကိုတချုပ်နေရာတက်ပြီးစဉ်းစားရင်တော့သူရှင်ရစီနေရာတွေအကုန်လုံးနေပါရွေးကောက်ပွဲဝင်ရမယ်အတိတ်ပဲလို့စီယုံကအရာရှိသူကပြောပါတယ် 2010ရွေးကောက်ပွဲတုန်းကလည်းညီနိုင်ကုကရေးမှုကြီးရေးလေဘူဂျုံကြီးမြောင်းလိုင်းကိုတက်ဆုတ်ထားဖို့စဉ်းစားတဲ့အတွက်သူတက်ခဲ့တဲ့စစ်တပ်ကတော့အပတ်စဉ်16ရက်ကစီနီယာတွေအားလုံးဒီပါရွေးကောက်ပွဲဝင်ခဲ့ရတယ်လို့အဲဒီတုန်းကရွေးကောက်ပွဲဝင်ခဲ့တဲ့အငိမ့်စားတက်ရရှိရေတူကပြောပါရယ်ဘူဂျုံကြီးကျော်စာလင်းထက်စီနီယာကျသူတွေကိုကြည်လိုက်ရင်ရွေးကောက်ပွဲဝင်ရနိုင်ခြေရှိတဲ့စစ်ဘူဂျုံစင်းကိုအကြံပြရမှာဖြစ်ပါရယ် စစ်တပ်ကတော့အပတ်စဉ်နှစ်နဲ့စဉ်ဒုတိယစစ်ကောင်ဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးလိုပဲတပ်ကအငိမ့်စားယူရမယ်လို့စီးအကက်ကတ်တွေကသုံးသပ်ကြပါဗျာ။